ကျမတော်မူကြပါသားခင်ဗျာအခုဒီပတ်ကျွန်တော်တင်ပြမှာကတော့ပြီးခဲ့တဲ့ရက်ပိုင်းကမြန်မာနိုင်ငံဘာဝင်တောင်အာရှနိုင်ငံများမှာ ဖြစ်ပေါ်ခဲ့တဲ့မိုးလေဝသအခြေအနေတွေနဲ့လာမယ့်ရက်တွေမှာ ရေပုံရအဖြစ်ကြုံတွေ့နိုင်တဲ့မိုးလေဝသအခြေအနေကြိုတင်သုံးသပ်ချက်တို့ကိုစတင်တင်ပြတော့မှာဖြစ်ပါတယ်။လောလောဆယ်မြန်မာနိုင်ငံဘာဝင်တောင်အောင်ရှာဒေသတဝိုက်မှာဖြစ်ပေါ်နေတဲ့မြေပြင်မိုးလေဝသအခြေအနေများကိုကြည့်ရအခါမှာတော့မြန်မာနိုင်ငံရဲ့တောင်ဘက်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာဘင်္ဂလားပင်လယ်အော်တောင်ပိုင်းကအဆက်ပြုတ်ပြီးတော့လေပြင်းရဲ့ရောင်ဝယ်များအရှိပဲပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းရောက်တဲ့အထိ တန်းစီပြီးဖြစ်ပေါ်နေကြောင်းကိုတွေ့ကြရပါတယ်။ဧကူတန်ရဲ့တောင်ဘက်မှာတော့လက်ရှိကာလဟာကမ္ဘာတောင်ကျမ်းရဲ့နွေရာသီကာလဖြစ်တဲ့အတွက် IDCZ လို့ခေါ်တဲ့လီဘီယာရဲ့ရဝမ်းများတန်းစီဖြစ်ပေါ်နေဒေတာတခုကလည်းဖြစ်တော့နေတာတွေ့ရပါတယ်။မြန်မာနိုင်ငံပေါ်မှာတော့အများအပြင်ဆောင်းရာသီရဲ့မြောက်လေအေးများတိုးဝင်မှုကိုအနောက်ဘက်အိန္ဒိယနိုင်ငံဘက်မှာအိန္ဒိယနိုင်ငံမြောက်ဘက်ကနေပြီးတော့တောင်ပိုင်းရောက်တဲ့အထိ တိုးစင်နေတဲ့နေရာတခုဖြစ်ပေါ်နေသလိုတရုတ်ပြည်မှာကြီးအတွင်းကဖြစ်ပေါ်နေတဲ့လီဗီးယားမြေရဲ့ဝန်ကြီးကနေပြီးတော့လေအေးတွေဟာအင်ဒိုချိုင်းနာကျွန်းဆွယ်ဘက်ကိုတိုးဝင်နေတာကိုတွေ့ရပါတယ်။အဲ့ဒါတွေကိုအကြောင်းပြုပြီးတော့ဒီနေ့တိုင်းကြရရှိတဲ့မိုးလေဝသဂျေတုတေမွန်ကိုကြည့်တဲ့အခါစောစောကတင်ပြခဲ့တဲ့လီဗီးယားနဲ့ရန်ဝမြဖြစ်ပေါ်နေတဲ့ဒေသတစ်လျှောက်မှာတိမ်များထူထပ်စွာ ဖြစ်တွန်းနေတာကို ဘင်္ဂလားပင်လယ်အော်ရဲ့နောက်တောင်ပိုင်းဘင်္ဂလားပင်လယ်အော်တောင်ပိုင်းကပလီပင်လယ်ပင်တောင်ပိုင်းတောင်ကျိုးပင်လယ်ပင်တောင်ပိုင်းနဲ့ပစိဖိတ်တို့ကနောက်ဖက်စတဲ့ဒေသတွေမှာတန်းစီဖြစ်ပေါ်နေတာကိုတွေ့ကြပါတယ်ပြီးခဲ့တဲ့ဇန်နဝါရီလ17ရက်နေ့ကနေ20ရက်နေ့အထိကြာမြင့်နေဇန်နဝါရီလဒုတိယဆေးဘတ်တွင်မြန်မာနိုင်ငံတော်မှာရွာသွန်းခဲ့တဲ့မိုးရွာသွန်းမှုအခြေအနေတွေကိုမြို့ကြီး39မြို့နယ်အတွက် လေးလာခဲ့ရမှာမြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်တဲ့မွန်ပြည်ကျတကြင်းသာဤတိုင်းတို့မှာမိုးရွာသွန်းမှုဟာရွာသွန်းမြစ်တဲ့ကျော်လွန်နေတာကို တွေ့ခဲ့ရပြီးကြမ်းတပြည်လုံးမှာတော့အများအပြားမိုးလုံးဝမရွာသွန်းခဲ့တာကိုတွေ့ရပါတယ်။ဒီဟုတ်ဒေတာပြမှာမိုးမရွာသွန်းတဲ့ကာလဟာတလကျော်လာပြီဖြစ်တဲ့အတွက်မြေစီလွာ၆တွေ့မှုများလဲကြုံတွေ့နေရပါတယ်။လက်ရှိချိန်မှာဘင်္ဂလားပြည်လုံးမှာဖြစ်ပေါ်နေတဲ့ပင်လယ်ရေလိုက်အမြင့်တွေကို နာစာဂျူဒုတိုက်တာချင်းများမှတိုင်းတာခဲ့ရမှာမြမကောင်တက်တခြားမှာလိုင်းမြင့်၃ဘီမှ၄ဘီကန်ရှိနေပြီးကမ်းလွန်ဒေသမှာတော့လိုင်းမြင့်၅ဘီကန်ဖြစ်ပေါ်နေတာကိုတိုင်းတာရရှိခဲ့ပါတယ်ညဘူးရင်အနေသားတွေကိုဂျူဒုတိုက်တာချင်းများမှတိုင်းတာကြည့်တဲ့အခါမြန်မာနိုင်ငံရဲ့မြောက်ဘက်အပိုင်းဖြစ်တဲ့ကချင်ပြည်နယ်ရှေ့မြောက်ပိုင်းဒေသမှာအထူးသဖြင့်ကုန်းပြင်းတောင်ကုန်းဒေသတွေမှာ ညဘူးကြီးများဟာရေကမအောက်ရောက်အောင်ကြာစင်းတဲ့နေရာအနည်းငယ်ဖြစ်ပေါ်နေပါတယ်။နောက်တချင်းပြည်နယ်စကမ်းကျိုင်းတစ်ပိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်မြောက်ပိုင်းစတဲ့ဒေသတွေမှာတော့ညဘူးကြီးတွေဟာအများဆုံး7 degree centigrade အထိရှိနေပါတယ်။မြန်မာနိုင်ငံအလယ်ပိုင်းမြေလပိုင်းဒေသတွေမှာတော့ညဘူးကြီးတွေဟာရေပုံရအဖြစ်16မှ18လောက်အထိရှိနေပြီး တောင်ပိုင်းဒေသတွေမှာတော့27လောက်အထိမနက်ပိုင်းချိန်များဘူးချိန်များဖြစ်နေကြကိုတွေ့ရပါတယ်။မုန်တိုင်းပြပေါ်နိုင်မှုအလားလာကိုတင်ကြပုံစံကြီးသုံးပြီးတော့ခမန်းတွက်ချက်ကြည့်ရမှာလောလောဆယ်မှာဘင်္ဂလားဘင်လယ်ဩအာရေဗျဘင်လယ်တို့မှာမုန်တိုင်းပြပေါ်နိုင်မှုအလားလာများမရှိသေးတာကိုတွေ့ရပါတယ်။ဒါပေမဲ့တောင်ကျုပ်ပြည်လက်ပြင်းရဲ့တောင်ပိုင်းမှာလေထုမငြိမ်မသင့်ဖြစ်နိုင်ပြီးတော့ပစိဖိတ်သမုဒ္ဒရာရဲ့အနောက်ဘက်မှာတော့မုန်တိုင်းဖြစ်နိုင်တဲ့အလားလာများရှိနေတာကိုတွက်ချက်ရရှိထားပါတယ်။ အီကိုဂျာရဲ့တောင်ဘက်ကမ္ဘာတောင်ဘက်ချမ်းမှာတော့အိန္ဒိယသမုဒ္ဒရာအတွင်းမှာအနောက်ဘက်မှနေအရှိဘက်အထိလေတုမငြိမ်မသက်ဖြစ်နေတဲ့နေရာ၄နေရာကရှိနေပြီးအနောက်ဘက်အစွန်ဆုံးနဲ့ဩစတြေးလျနိုင်ငံရဲ့အနောက်မြောက်ဘက်ကမ်းလွန်ဒေသမှာမုန်တိုင်းဖြစ်ဖို့လာလာများရှိနေတယ်လို့တွေ့ချက်ရရှိကြပါတယ်ဆက်လက်ပြီးကြင်ပြဆိုတာကတော့ပြီးခဲ့တဲ့ရေပေါင်း30အတွင်းမြန်မာနိုင်ငံ အပါဝင်အာရှတဲ့ဒေသမှာရွာသွင်းခဲ့တဲ့မိုးရွာသွန်းမှုအနေအထားတွေကိုကြည့်တဲ့အခါအထူးဖြင့်မြန်မာနိုင်ငံမှာချင်းပြည်နယ်ကလွယ်ရင်တပြည်လုံးမှာမိုးအနေနဲ့မိုးအငင်းငယ်မှအသင့်အတင့်ရွာသွန်းခဲ့တာကိုတွေ့ရပြီးတော့ရှမ်းပြည်နယ်အရှေ့ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းတနင်္သာရီတိုင်းစတဲ့ဒေသတွေမှာမိုးအများဆုံးရွာသွန်းနိုင်ခဲ့တာကိုတွေ့ရပါတယ်ဒီလိုရွာသွန်းမှုတွေကို ပုံမှန်ရွာသွန်းမြဲမိုးကြီးများနဲ့နိုင်ရှင်ကြည့်တဲ့အခါမှာတော့ရှမ်းပြည်နယ်အစီပိုင်းနဲ့တနင်္သာရီတိုင်းမှာရွာသွန်းခဲ့တဲ့မိုးကြီးတွေဟာပုံမှန်ရွာသွန်းမြဲရဲ့အထက်ကျော်လွန်အောင်ရွာသွန်းနိုင်ခဲ့တာကိုတွေ့ရှိရပါတယ်။ပြီးခဲ့တဲ့ကမ္ဘာအတွင်းဘင်္ဂလားပြည်နယ်အောက်မှာအရှိလေပြင်းများအကောင်းစွာတိုက်ခတ်နေခဲ့တဲ့အတွက်ကြောင့်ထိုင်းပင်လယ်ကွေ့ကမ္ဘာလီပင်လယ်ပြင်တောင်ပိုင်းဘင်္ဂလားပင်လယ်အောက်တောင်ပိုင်းသာမကဘင်္ဂလားပင်လယ်အောက်နောက်ပိုင်းတစ်ခုလုံးမှာအရှိလေပြင်းများ က်ခတ်ခဲ့တာကိုတွေ့ရပါတယ်။လာမယ့်တပတ်အတွင်းမှာလည်းလေပြင်းတက်ခတ်မှုများကိုကြိုတင်တွေ့ဆက်ကြည့်တဲ့အခါမှာတော့လေပြင်းတက်ခတ်မှုများဟာလာမယ့်တပတ်မှာလည်းမြန်မာနိုင်ငံအရှိဘက်ပစိဖိတ်အနောက်ဘက်ကအစပြုပြီးတောင်တရုတ်ပင်လယ်ပြင်ထိုင်းပင်လယ်ကွေ့ကမ်ဘီပင်လယ်တောင်ပိုင်းဘင်္ဂလားပင်လယ်တောင်ပိုင်းတို့မှာ အရှိလေပြင်းများတက်ခတ်နိုင်တဲ့အနေအထားရှိနေတာကိုတွေ့ချက်ရရှိထားပါတယ်။ ဒါကြောင့်မို့တင်းနေတိုင်းကန်ရော့တန်ကန်လွန်ပေးလေပြီမှာလာမယ့်တစ်ပတ်အတွင်းမှာတော့လှိုင်းလေဒိဗျူသွားလာဖို့လုံမဲအုံမဲလို့ပဲခမရပါတယ်မိုးရသုံးမှုကမန်းချက်ကတော့လာမယ့်တစ်ပတ်အတွင်းမှာမြန်မာနိုင်ငံရဲ့တောင်ဘက်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့မှာမိုးကောင်းစွာရွာသွန်းနိုင်တယ်လို့ခမန်းရရှိကြပြီးတော့မြန်မာနိုင်ငံတစ်ခုလုံးမှာတော့အများအပြားဖြင့်မိုးရသုံးမှုလျော့နေနေပါတယ်ဒါပေမဲ့လည်းရှမ်းပြည်နယ်အရှေ့ပိုင်း ကရှင်ပြည်နယ်တနင်္သာရီတိုင်းတို့မှာတော့နေရာကွက်ကြားမိုးအနည်းငယ်ရွာသွန်းနိုင်တဲ့အနေအထားရှိနေပါလိမ့်ဒုတိယရေတပတ်ဖြစ်တဲ့2019ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့အထိခုနှစ်ရက်တာအတွင်းရွာသွန်းနိုင်တဲ့မိုးရသုံးမှုမှာတော့တောင်းဘင်္ဂလားပင်လယ်တောင်ပိုင်းမှာရွာသွန်းတဲ့မိုးကြီးများဟာအနည်းငယ်ရော့ကျလာနေပါလိမ့်မြန်မာပြည်မှာတော့အများအပြား မိုးရွာသွန်းမှုများဆက်လက်လျော့နေနေဥမှာဖြစ်ပြီးပထမတစ်ပတ်လိုပဲရှမ်းပြည်နယ်အရှေ့ပိုင်းဒင်းသာရီတိုင်းနဲ့ကချင်ပြည်နယ်မှာနေရာကွက်ကြားမိုးအနည်းငယ်ရွာသွန်းနိုင်ပါတယ်ဖိလစ်ပိုင်နိုင်ငံဘက်မှာတော့မုန်တိုင်းများဖြစ်ပေါ်မှာမိုးကောင်းစွာရွာသွန်းနိုင်တဲ့နေသားများရှိလာနိုင်တယ်လို့ကမှန်တွက်ချက်ရရှိကြပါလေဆက်လက်ပြီးကြများလို့တာကတော့မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့ခရမ်းတော်ရောင်ကြီးအညွန်ကိန်းများအနေနဲ့တော့တပီလုံးမှာ မြင်မားတဲ့အဆင့်မှာရှိမိပေလွန်ခဲ့တဲ့အဆင့်ကိုတော့မရှိနိုင်ဘူးလို့ပဲခံမှန်းရပါတယ်လောလောဆယ်မှာကမ္ဘာအနောက်ချမ်းဒေသတွေဖြစ်တဲ့အမေရိကန်တိုက်ဥရောပတိုက်တို့မှာဒီနှစ်အတွင်းမှာအေးလွန်ခဲ့မှုကြောင့်စီးနင်းများထူထပ်စွာကျဆင်းတာကိုတွေ့ရှိနေရပါတယ်အထူးဖြင့်ဥရောပတိုက်မှာနေကအနံပြားမှာစီးနင်းများထူထပ်စွာကျဆင်းတဲ့အတွေ့လူသေးပြောင်းလဲ60ကျော်လောက်အထိရှိကြရဲ့လို့တတင်းများအရာသိရပါတယ်ပထမပိုင်းအနေနဲ့ ဒေါ်လို့စီဥရောပတိုက်မှာရေခဲမအောက်ရောက်အောင်ကြာစင်းနေတဲ့ဒေသတွေကိုကြည့်တဲ့အခါဥရောပတိုက်တစ်ခုလုံးမြေထဲပင်လယ်ရဲ့မြောက်ဘက်တစ်ချမ်းလုံးဟာအေးလွန်ခဲ့တဲ့ဒေသများဖြစ်တွေ့ရပါတယ်။အလားတူပဲအရှတ်တိုက်ဒေသကိုကြည့်တဲ့အခါမှာလည်းရေခဲမအောက်ရောက်အောင်အမှုကျင်းကြာစင်းနေတဲ့ဒေသများကိုအရှတ်တိုက်ရဲ့အလဲပိုင်းအရှတ်တိုက်မြောက်ပိုင်းစတဲ့ဒေသတွေမှာ တွေ့ကြရပါတယ်။ဒီလိုအေးခဲ့နေတဲ့ဒေသများမှာရမယံကအေးကြများဟာ လက်ကျူးအနိုင်ဘက်ကိုဆင်းလာတဲ့အခါမှာမြန်မာနိုင်ငံဘက်ကိုအေးချရရှိနိုင်တဲ့အနေအထားဖြစ်လာတယ်။ရရှိခံမှန်းချက်အနေနဲ့တော့လာမယ့်၃လတာကာလဖြစ်တဲ့အေဘီလအထိ ဖြစ်ပေါ်နိုင်တဲ့အခြေအနေများကိုခံမှန်းတွက်ချက်ရမှာပထမဦးဆုံးအနေနဲ့ပင်လယ်ရေမြင့်မြင့်အပူချိန်လာမယ့်၃လအတွက်ခံမှန်းရမှာမြန်မာကမ်းရိုးတန်းနဲ့ကမ်းလွန်ပင်လယ်ပြင်မှာပင်လယ်ရေမြင့်မြင့်အပူချိန်များဟာပုံမှန်ရဲ့အထက်၃.၅ဒီဂရီစင်တီဂရိတ်ကနေ၁ဒီဂရီစင်တီဂရိတ်ထိ ပို့လို့နိုင်တယ်လို့ခမန်းရရှိထားပါတယ်ပင်လယ်ရင်မြေမြေအမှုချင်းမြင့်တက်မှုဟာမုန်တိုင်းဖြစ်ပေါ်မှုမှာအရေးပါတဲ့အချက်တစ်ခုဖြစ်တဲ့အတွက်လာမယ့်မြန်မာနိုင်ငံရဲ့မုန်တိုင်းရာသီဖြစ်တဲ့အေဗီလာမေလာတို့မှာမုန်တိုင်းအန္တရာယ်ကိုတော့တတိပြုတည်ထောင်သွားမှုလိုမယ်လို့အကြံပြုတင်ပြလိုပါတယ်မိုးရွာသွန်းမှုအနေနဲ့တော့လာမယ့်အေဗီလာအထိမြန်မာနိုင်ငံမှာမိုးရွာသွန်းမှုတိတိတသာရောင်းတန်းနိုင်နေပုံမှန်အားဖြင့်မိုးရွာလိပ်မရှိတဲ့ကာလလည်းဖြစ်တဲ့အတွက် ဆက်လက်ပြီးမုံမရွာတဲ့အနေအထားမှာပဲရှိနိုင်တယ်လို့ခမ်းမရရှိထားပါတယ်။အပူချိန်အနေနဲ့တော့မြန်မာနိုင်ငံတကူလုံးမှာအပူချိန်များဟာပုံမှန်ရဲ့အထက်ဒုညဒသမ9ဒီဂရီစင်တီဂရိတ်ကနေ10ဒီဂရီစင်တီဂရိတ်ထိပိုလွန်နိုင်တယ်လို့ခမ်းမရရှိထားပါတယ်။ဒါကြောင့်လာမယ့်ဆောင်းရာသီအကုန်နှွေရာသီကုန်တဲ့အထိအေဘီလာကုန်အထိကာလမှာမြန်မာနိုင်ငံအနေနဲ့ မိုးရွာသွန်းမှုညှော်နေပြီးအပူချိန်ကပုံမှန်နဲ့မြင့်နိုင်တဲ့နေသားရှိတဲ့အတွက်ပူပြင်း၆တွေ့တဲ့ရာသီဥတုကိုတတိပြုတည်ထိုင်ဖို့လိုမယ်လို့အကြံပြုတင်ပြလိုပါတယ်။ဆက်လက်ပြီးတင်ပြဆိုတာကတော့လာမယ့်တစ်ပတ်အတွက်မူလီဝဒခမန်းကျင်များဖြစ်ပါတယ်။လာမယ့်တစ်ပတ်အတွင်းမှာဘင်္ဂလားပင်လယ်အော်ရဲ့တောင်ပိုင်းဒေသတွေမှာတင်အသင့်တင်ဖြစ်ထွန်းနိုင်ပါတယ်။လီဘီယာနဲ့ရဲဝင်းတို့ခုလည်းဖြစ်ပေါ်နိုင်ပါတယ်။ဒါပေမဲ့ဒီလီဘီယာနဲ့ရဲဝင်းကတော့ပုံမှန်အားကောင်းလာဖို့အလားအလာမရှိဘူးလို့ပဲခံမှန်းရပါတယ်။ ကြံဘင်္ဂလားဘင်္ဂလားမှာတော့အများအပြင်တိမ်အနည်းငယ်သို့မဟုတ်တာယာနိုင်တယ်လို့ပဲခမန်းရရှိပါတယ်မြမကာယုတန်ကန်းလွန်ဘင်္ဂလားပြည်မှာလှိုင်းအမြင့်ဟာနှစ်ပေမှငါးပေကန်းအထိ ရှိနေပါတယ်ညအပူချိန်များအနေနဲ့တော့လာမယ့်တစ်ပတ်အတွင်းမှာမြမနိုင်ငံမြောင်ပိုင်းဆုံးဖြစ်တဲ့ကချင်းပြည်နယ်အရှေ့မြောင်ပိုင်းဒေသတွေမှာအထူးသဖြင့်ကုန်းမြင့်ဒေသကြီးတောင်ကုန်းဒေသကြီးမှာညအပူချိန်ကြီးဟာရေကမ်းမရဲ့အောက်ရောက်အောင်ညွန်နေကြဆင်းနိုင်ပါတယ် 哎，你刚才比较，当别个新拿的看，格铅笔呢，讲点咋的？是看见提笔提笔点咋的嘛？业务员阿边伢不见你哈、啊，阿点是正规老铁，是内码的。哎，你嘛就是，奥别个新拿的来看嘛，橡皮呢描白，是看见奥白，铅笔呢描白，毛里头描白，啥点点咋的嘛？伢不见你哈、啊，这生意是正规老弟，是内码的。哎，你当橡皮呢？ တောင်ပိုင်းရှမ်းပြည်နယ်အရှိပိုင်းမန္တလေးတိုင်းတောင်ပိုင်းမကွေးတိုင်းရခိုင်ပြည်နယ်စတဲ့ဒေသတွေမှာရေပုံရအဖြစ်15ဒီဂရီဆင်ရွေးလောက်ထိရှိနေပါလေမြေလံပိုင်းဒေသတွေနဲ့မြေဝကျွန်းပေါ်ဒေသတွေမှာညအမှုချိန်20ဒီဂရီဆင်ရွေးလောက်ထိရှိနိုင်ပြီးတော့တောင်ပိုင်းဒေသတွေမှာတော့ညအမှုချိန်တွေက20နဲ့မှ25လောက်ထိရှိနိုင်တယ်လို့ခန့်မှန်းရရှိပါတယ် မိုးရွာသွန်းမှုကမ္ဘာကျအနေနဲ့တော့ဆောင်းရာသီကာလဖြစ်တဲ့အတွက် AB 6တွေ့တဲ့ရာသီကာလအများဆုံးရှိရမယ့်ကာလဖြစ်တဲ့အတွက်ကြောင့်လာမယ့်တစ်ပတ်အတွင်းမှာတော့ရှမ်းပြည်နယ်ရှေ့ပိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးအနည်းငယ်ရွာသွန်းနိုင်တာကလွဲ့ရင်တပြည်လုံးမှာအများအပြင်တာယာနိုင်တယ်လို့ခမန်းရရှိကြပါတယ်အကျိုးအပြင်တင်ပြလိုတာကတော့လာမယ့်တစ်ပတ်အတွင်းမှာ မြန်မာနိုင်ငံတောင်ပိုင်းဒေသဖြစ်တဲ့တနင်္သာရီတိုင်းကပလီပလင်ပြင်တောင်ပိုင်းစတဲ့ဒေသတွေဒီပြင်းများကြားရောက်နိုင်တဲ့နေသာရှိတဲ့အတွက်ကြောင့်တနင်္သာရီကန်ယူတန်ကန်လွန်ဒေသတွေမှာမြန်မာရန်ကာလိုင်းလီအညေကိုတတိပြုသွားလာဖို့လိုပါလိမ့်မယ်ဆိုတဲ့အကြောင်းတင်ပြရင်းညီကုန်းချို့ရပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးတဘာဝဘေးအန္တရာယ်များမှအစဉ်ကင်းဝေးနိုင်ကြပါစေ